ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VBM လေးဖွင့်ပြီးကြည့်ပေးကြဖို့မြေတားရခန့်အပ်ပါရရှင်။ဒီကနေ့ ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရမ်ဆိုတဲ့လူကတော့မိသားစုအကြီးကိုပိုင်ဆိုင်ထားပါရီ။သူမှာသမီး9ယောက်နဲ့အသား2ယောက်ရှိပါရီ။ဒါပြင်တတမှာညီအကိုမောင်တမတွေအများကြီးထက်ရှိပြီး အဲဒီကကလေးတွေကလည်းထက်ရှိပါတယ်။ RAM ကတော့မိသားစုဝင်တွေအားလုံးထဲမှာအကြီးဆုံးဖြစ်ပါတယ်။ဒါကြောင့်မိသားစုဝင်တွေအားလုံးထဲမှာပထမဦးဆုံးလက်ထက်ရမှာကသူ့ရဲ့သမီးလေးပါပဲ။ပထမဦးဆုံးမင်္ဂလာဆောင်ဖြစ်တဲ့အတွက်သူတို့လည်းတည်တည်ချာချာစီစဉ်ကြပါတယ်။ဖျောက်မဲ့ Air Derry ကြံတော့မှစွန့်ရတဲ့အတွက်ဒီနေ့ Air Derry စရင်ကိုထိုင်လို့ကြပါတယ်။ကဲဒီမှာစရင်တွေအားလုံးတေချာလောက်ထားတယ်။တေချာစစ်စဲကြည့်ကြအောင်နော်။ဘယ်သူတွေကြံခဲ့လဲ။ ငါရီရဲ့မိသားစုမှာပထမအိုးဆောင်မင်္ဂလာဆောင်ဆိုတော့အဲ့တယ်ရီမကြံခဲ့စင်နေအောင်ဒါနဲ့လေဦးလေးရဲ့အမေရိကန်မာနေရဲ့တမီလေးကိုလည်းဆက်ရအောင်မယ်နော်မဟုတ်ရင်အတော်ကကျမတို့သူ့တမီကိုတော့မင်္ဂလာဆောင်မဖိတ်ဘူးဆိုပြီးအမျိုးမျိုးပြောနေကြလိမ့်မယ်ဟုတ်တယ်ဟုတ်တယ်အားလုံးပြောတာမှန်တယ်ကျွန်တော်တို့အဲ့တယ်ရီကိုခေါ်မှဖြစ်မယ်အေးပေါ့သူ့ကိုခေါ်မယ်ဆိုရင်တော့သူရောက်ခမအင်္ဂါသူတွေကိုလည်းခေါ်နေရမယ်နော်ဒါနဲ့အကိုရဲ့ချွေးမနဲ့သူ့ရဲ့သားတမန်အားလုံးခေါ်ရမယ်မလား ။အဲ့တဲ့တွေကလည်းဖိတ်ရမှာများလိုက်တာ။ဒါနဲ့ရောင်မကြီးအလုံးအတွက်လက်ဖိတ်လေးပါလေးဖြောပါအောင်လား။အေးပါဟိုမှာရော်ရှနီအလုံးအတွက်ဆိုပြီးတော့လက်ဖိတ်ဖြောပေးနေတဲ့ခဏဆောင်တော်တော့လေဘယ်ချိန်ထိတမီလေးကိုအလုပ်တွေခိုင်းနေအောင်ပါလဲ။သူကတိတ်မကြခင်မှာတခြားသူအိမ်မှာချွေးမလေးနေနေတော့ရမှာ။သူ့အိမ်အလုပ်တွေမခိုင်းကြောင်းနဲ့တိတ်မကြခင်သူကဒီဇိုင်းအိမ်ကိုတွားရမှာ။အဖေအမေကမခိုင်းပါဘူး။တမီကိုရိုင်းကိုကလှုပ်ချင်လို့လှုပ်နေတာ။ကျမကိုရိုင်းဦးလေးရဲ့အတော်ရဲ့အတွက်လက်ဖိတ်ဖြောပေးခြင်းလို့ကိုဖြောပေးနေရပါ။ အမလေးငါတို့တူမတွေကလိန်မာလိုက်တာတိတ်တက်နားလေရေနော်ကဲကဲကဲယူခဲ့ယူခဲ့လက်ဖက်ယူခဲ့မိသားစုနဲ့အကုန်လုံးကလည်းအားကြုံမှန်တတ်နဲ့မင်္ဂလာဆောင်ကိုစီစဉ်ကြပါရီအခုကမင်္ဂလာဆောင်ရာသီဖြစ်နေရောလူတိုင်းကမင်္ဂလာဆောင်နေကြတာဆိုတော့ခမ်းမငားရမယ့်ဈေးနှုန်းကလည်းတော်တော်လေးကိုမြင့်နေခမ်းမငားကျင်နေဆိုရင်တောင်မှပဲငားမရတော့ဘူးဒါဆိုရင်တော့ဘယ်ဖြစ်မလဲဒါရဲ့ဧည့်သည်တွေအားလုံးနေထိုင်ဖို့ကြောင့်နေရာစီစဉ်ပေးရမှာပေါ့ဧည့်သည်တွေဒုက္ခရောက်ကုန်ကြလိမ့်မယ်အဲ့ဒါကြောင့်ဟိုတယ်ခန်းတွေပဲအကောင်းမှုဆုံးငားထားလိုက် အဲဒယ်ရီအေးအေးစစ်စစ်နေလို့ရအောင်လို့အဖေတို့လုပ်ပေးရမယ်။ရောက်လာတဲ့အဲဒယ်ရီအကုန်လုံးကိုဟိုတယ်မှာပဲတဲခိုင်းမယ်လေနော်။အိမ်မှာဆိုရင်တော့အဲ့လောက်ထိနေရရှိတာမဟုတ်ဘူး။အိမ်ကဖခင်ဖြစ်သူကတည်ပါရီ။တို့အဲဒယ်ရီအားလုံးကအဲကုန်းနဲ့ပဲနေတတ်ကြတဲ့သူတွေပါ။အိမ်မှာဆိုရင်တော့အဆင်ပြေမှာမဟုတ်လို့တခါရဲဟိုတယ်ခံပေးငားပေးပါရီ။ရာသီဥတို့ကလည်းနေရာသီတော်တော်လေးပူပါရီ။နေရာသီမှာအဲဒယ်ရီအားလုံးမင်္ဂလာဆောင်ကိုလာပြီးဆိုင်ရက်ကောင်မှာဇောင်းတဲ့အတွက်ဟိုတယ်ကမ်းပဲစီစဉ်ပေးပါရီ။ ခဏနေပါအောင်ဟိုတယ်တွေကအရောက်ဈေးကြီးရယ်အဲ့လိုထိအစိမ်းမြင့်တဲ့ဟိုတယ်မှာကတော့အခန်းကားပေးစရာမလိုဘူးနဲ့တူပါရယ်ရက်ကွက်ထင်မှာအိမ်အစ်စ်တွေစောက်ထားတာရှိတယ်အဲ့ဒီအိမ်တွေကိုခဏလေးငှားပြီးတော့ဧည့်သည်တွေကိုတဲခိုင်းမယ်ဆိုရင်ရောအခုနလေးရင်ပဲငါ့ရဲ့အကူကဖုန်းဆက်တယ်သူရဲ့တမီးရဲ့တမတ်ရဲ့သားရဲ့ချွေးမရဲ့ပြီးတော့သူရဲ့မိသားစုဝင်တွေကိုပါခေါ်လာမှာ誒ကဲတဖက်ကဧည့်သည်တွေလာမှာဆိုတော့အားလုံးနေထိုင်လို့အဆင်ပြေတော့အောင်လို့ဟိုတယ်ကန်တွေပဲတခါရဲဘုတ်ကင်တင်ပေးလိုက်တော့ အလောက်ထီကောင်းကြစေကတော့ကောင်းကြမှာပဲလေမင်္ဂလာဆောင်ဆိုတော့ဒီလောက်ထီရောငါတို့ကောင်းကြစေကြခံရမှာပေါ့အမလီထူးဆလိုက်တာနော်တို့ကဟိုတယ်ခန်းကားလိုက်ဆိုပြီးတော့ဒါပြောကြတာပါမင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတို့ဘော်ရီမြာဝိုင်းကိုညီပေးခဲ့လို့လဲတခွန်းတလေအောင်မေးရမဟုတ်ဘူးဘလုံဆုံငါ့ကျုံမလေးမင်္ဂလာဆောင်နေရပဲဆိုပြီးတော့နည်းနည်းပပမေးလို့လားအမရဲ့ဒါပေမဲ့ကျမတို့မိသားစုမှာပထမဦးဆုံးမင်္ဂလာဆောင်ကျင်းပပေးနေရဆိုတော့တခုခုလိုအချက်ရှိသွားလို့မဖြစ်ဘူးတိတ်တိတ်ချာချာတော့လုပ်ရမှာပေါ့ရှင် ကျမရဲ့ဒီမလေးကိုကြီးကျယ်ခမ်းနားစွာနဲ့လက်ထပ်ပေးရမယ်။မိသားစုတွေအားလုံးကအားပေးကြပါရစေ။ဒီစကားတွေကိုကြားရတဲ့အခါတိုင်းအားလုံးလည်းအားကြပ်ပြီးဝမ်းသာပျော်ရွှင်ကုန်ပါရစေ။မင်္ဂလာဆောင်ရက်အဖြစ်ဖြစ်နေနီးကပ်လာခဲ့ပါပြီ။ဒါကြောင့်အင်ကိုအဲ့ဒီရီအားလုံးရောက်ရှိလာခဲ့ကြပါရစေ။ကဲကဲကဲရောက်လာကြပြီလား။ဒါဆိုရင်တော့အေးစိတ်အားယူကြအောင်နော်။ခဏလေးအားယူပြီးပြီးဆိုတာနဲ့ဟိုတယ်ကိုခေါ်သွားမယ်။ခဏနေအောင်။ငါတို့ကကြတော့အိမ်မှာနေခိုင်းနေ။ဂျန်နဲ့အမျိုးတွေကကြတော့ဟိုတယ်မှာနေခိုင်းနေ။ဒါဘလို့ဖြစ်ရတာလဲမဟုတ်သေးပါဘူး။ ငါတို့လည်းအိမ်မမနေချင်ဘူးငါတို့လည်းဟိုတယ်မှာပဲသွားနေမယ်ကဲကဲကဲငါရဲ့ပစ္စည်းတွေကိုလည်းဟိုတယ်ကိုပဲပို့လိုက်တော့ဒါပေမဲ့အခန်းအများကြီးငါထားတာမဟုတ်ဘူးလေဘလို့လုပ်မလဲရပါတယ်ဒါရဲ့ကိစ္စမရှိဘူးတို့အားလုံးရဲ့ပစ္စည်းတွေကိုလည်းရှူသွားပေးပြီးဟိုတယ်မှာပဲအခန်းစစ်စင်ပေးလိုက်တော့ကဲသွားပါအကိုတို့လည်းသူနဲ့အတူတူတခါတဲ့ဟိုတယ်ကိုလိုက်သွားလိုက်နော်နေ့လယ်စာကိုတော့ဒီမှာပဲလာစားကြပေါ့ကျွန်တော်တို့အိမ်မှာပဲတည်တည်ချာချာချက်ထားတယ်ထမင်းဟင်းချက်ပြုတ်တဲ့သူတွေကိုလည်းအိမ်မှာခေါ်ထားပါရည်ဒီလိုနဲ့နားရဲအဲ့တွေအကုန်လုံးကလည်းဟိုတယ်မှာပဲသွားတဲ့ခြင်းကြပါရည် ။အဲ့ဒီရီအလုံးဟိုတယ်မှာသွားတဲ့ကြတော့ရင်းနေတဲ့ဆွေမျိုးတွေကဘာလို့မဲထင်ပါသလဲ။သူတို့လည်းဟိုတယ်ကိုပဲပြေးကြပါရဲ့။ဟိုတယ်မှာခဏကြာအနားယူပြီးနောက်မှာတော့သူတို့အိမ်ကိုပြန်လာပြီးထမင်းစားကြပါရဲ့။အိမ်မှာထမင်းဟင်းချက်ပြုတ်တဲ့သူတွေအများကြီးရောက်နေပြီးထမင်းဟင်းတွေကိုရတာရှိရှိချက်ပြုတ်ပေးပါရဲ့။ကျမတို့ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါသေးရှင်။ကဲတမက်လေးလာလာလာဒီမှာထမင်းဟင်းချက်ပြီးဆိုတော့လာစားလေ။ဟုတ်တယ်။ ဒီမှာထမင်းဟင်းတွေထည့်နေပြီအမြန်လာတော့လာလာအဲကျမတို့မိသားစုကကြတော့အပြင်ဆောင်တွေမစားတတ်ဘူးပြီးတော့ဒီထမင်းဟင်းချက်ပြုတ်တဲ့သူတွေအတုံးပြူတဲ့မဆလာရီစီတွေကတန့်ရောတန့်ဟင်လားမသိဘူးနော်ကျမတို့အဲ့ဒါကြောင့်မစားတော့ဘူးနော်ဟိုတယ်ကနေပြီးတော့ပဲကျမတို့တခုခုမှစားလိုက်မရရင်မလားဟုတ်တယ်ဟုတ်တယ်မင်းပြောတာမှန်တယ်ငါတို့မိသားစုဝင်တွေကအစာရင်တိတ်ကောင်းတာမဟုတ်ဘူးဆိုတော့အပြင်အစားတောက်တွေမစားဘူးလေ အဖေနဲ့မေလည်းဒါရီကိုစားမှမဟုတ်ဘူး။ဒါဆိုရင်တော့ဟိုတယ်ဝဲပြန်ပြီးတော့အရိယာနေတခုခုမှစားကြတာပေါ့။ရာဒီဦးတို့ကလည်းတော်တော်လေးပူတယ်နော်။ဒီမှာထိုင်စားရတာမကောင်း။အဲ့တဲ့တွေကတော့သူတို့ကဆက်မကုံတိုင်းဖြောင်းချင်တယ်လို့ဖြောင်းတီးနေခဲ့ကြပါရဲ့။သူတို့မိသားစုကတော့ဟိုတယ်ကိုပြန်ပြီးဟိုတယ်မှာပဲနေ့နဲ့စားကိုအားပါတရစားပါရဲ့။မင်္ဂလာဆောင်လေးကိုရောက်ရှိလို့လာခဲ့ပါပြီ။အဲ့တဲ့တွေအားလုံးလည်းမင်္ဂလာပွဲကိုတက်ဖို့ပြင်ဆင်ကြပါရဲ့။သူတို့အားလုံးမင်္ဂလာဆောင်သွားတော့မယ့်အချိန်မှာပဲအမျိုးရိကြားထဲမှာရှိတဲ့တမန်တယောက်ကထရရန်ဖြစ်ကြပါရဲ့။ငါအရင်ဆက်လေကားရဲဝင်မယ် မင်းကဘာကိစ္စနဲ့အရင်ဝင်ရမှာလဲငါအရင်ဝင်မယ်ငါဘယ်သူလဲဆိုတာကိုရောသိရလားငါကသတို့သမီးနဲ့ဆွေမျိုးနှီးဆက်တော်တယ်ကွာတို့အတော်တဝင်းခွဲရဲ့တမပဲငါမသိဘူးငါတို့အရင်ရောက်တာဆိုတော့ငါတို့အရင်သွားမယ်တို့လည်းစနေကလူနေနေရန်ဖြစ်ကြပါရီတို့တို့ရန်ဖြစ်နေနေဟိုတယ်မှာရှိတဲ့ပစ္စည်းတွေကိုလည်းထိခိုက်မိပြီးပျက်စီးသွားပါရီဒုက္ခပဲခင်ဗျားတို့ကြောင့်လည်းကျွန်တော်တို့ဟိုတယ်ကပစ္စည်းတွေပျက်စီးကုန်ပြီပြကျွန်တော်တို့ဒီအရမင်္ဂလာဆောင်လာတာခင်ဗျားတို့သိရမဟုတ်ဘူးလားဦးလေးရောင်းမင်္ဂလာဆောင်ကျွန်တော်တို့ကသူ့ရဲ့ဧည့်သည်တွေပဲ ဒီလိုကတော့မဟုတ်ပဲနဲ့ကျွန်တော်လာပြောနေအောင်တကယ်ကိုအရင်ဆိုင်ဟေးခမရဘယ်သူ့အရင်ဆိုင်လို့ပြောလိုက်ကြလဲခမရရဲ့အဖေကတော့အရင်ဆိုင်ဖြစ်မှာခမရတော့တမျိုးလုံးတတော်ရဲ့လုံးကအရင်ဆိုင်ဘာပြောရင်ငါ့ရဲ့အမျိုးရုံမင်းကစော်ကားရဲ့ဟုတ်လားဒီလိုနဲ့ဦးလေးကြီးကလည်းသူ့သမီးမင်္ဂလာဆောင်ကိုထားရေးခဲ့ရပြီးဆွေမျိုးတွေရန်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပြဿနာအရင်ဆုံးလာရှင်ပေးပါရီပြဿနာကိုဖြေရှင်းပေးခဲ့ပေမဲ့လည်းမင်္ဂလာဆောင်မအားလုံးကစိတ်ဆိုးစိတ်ကောက်ပြီးမျက်နှာပြန်နေကြပါရီ ဆိုင်နေတဲ့မင်္ဂလာဆောင်ကိုဘယ်ရဘလို့ပေါ့လို့ပဲစားရီခေါ်ထားမှန်းကို နားမလည်ဘူး။သူတို့တွေကစကားရောကောင်းကောင်းမပြောတတ်ကြဘူး။အဖေ Rocky နဲ့ဒီမိသားစုဝင်တွေအားလုံးကအမေရိကန်ကိုဒီနေ့ပဲပြန်ကြတော့မယ်တဲ့။သူတို့တော်တော်လေးကိုအချက်ကွဲသွားကြတယ်လေ။အော်ခဏလေးပါ။အခုတိတ်မကြခင်မင်္ဂလာပွဲကစတဲ့တော့မှဧည့်သည်တွေထပြန်သွားရင်ဘယ်ကောင်းပါမလဲလေ။အဲဒါကြောင့်သူတို့အားလုံးကိုခဏလေးရှင်းပြလိုက်။ဒေါသတွေကိုခဏထိန်းထားကြပါလို့။ဒါကငါတို့အမျိုးမပထမဦးဆုံးမင်္ဂလာဆောင်မဟုတ်လား။ဒီမင်္ဂလာဆောင်လေးတခုတော့အဆင်ပြေပြေနဲ့ပြီးတော့ပါစေအောင်။ ဒီလိုနဲ့ရာဇ်ကလည်းသူရဲ့စိတ်ဆိုးနေတဲ့ဆွေမျိုးအတိုင်းဝိုင်းတွေအားလုံးရှိမှလက်အုပ်ချီပြီးတောင်းပန်ခဲ့ပါရီရောရှင်နီကလည်းအခုသူတို့သမီးလေးလိုပြင်ဆင်ခဲ့ပါပြီသိမကြခင်ဘန်ကောင်ဆွတဲ့ပွဲကိုရောက်ရှိလာမှာပါသူကတော့တော်တော်လေးဒေါသထွက်နေရပါအဖေခဏနဲ့ဒါပါလုံနေရလဲဘယ်သူတွေကိုတောင်းပန်နေရလဲသူတို့တော့မှကျမတို့ရဲ့တိတ်ခေါမထောက်လို့ချင်တာလုပ်နေကြတာလीသူတို့သွားပါစေသွားချင်တဲ့သူတွေအကုန်လုံးပြန်လို့ရပြီသွားလိုက်ကြတော့သူတို့ထွက်သွားတာနဲ့ကျမိုင်းမင်္ဂလာဆောင်ပေါ်ဘာတက်ရောက်မှမရှိမှာမဟုတ်ဘူးကျမတို့မင်္ဂလာဆက်ဆောင်ပါ ကျမကြားဘူးတာကတော့မင်္ဂလာဆောင်တစ်ခုဖြစ်နေပြီဆိုရင်ဆွေမျိုးတွေအကုန်လုံးကဝိုင်းဝန်းပြီးတော့ကူညီပေးကြတယ်ဒီလိုဆွေမျိုးတွေကိုတော့ကျမမလိုချင်ဘူးနော်ဒီမှာရှိတဲ့ဆွေမျိုးတွေအကုန်လုံးကကျမတို့ကိုဒုက္ခပေးဖို့အတွက်ကိုပဲရောက်လာကြတာအရှိကလူတွေဘလောက်တောင်မှပြဿနာတွေတက်နေလဲတက်ကောတက်နိုင်ရဲ့လားပတ်စံဘလောက်ထိရှိလဲဒါတွေအားလုံးကိုတော့မကယူမဆိုင်ပဲလှုပ်ချင်တာလှုပ်ပြီးအခုရှံဖြစ်ကြတယ်ပြဿနာရှာကြတယ်ဗောလေအခုလာတဲ့ဆွေမျိုးတွေကတယောက်တောင်မှရှေ့တော့ပြီးအကူအညီပေးခဲ့ရရှိလားပြီးတော့စားတော့ပြီးသွားရင်တော့မကောင်းဘူးဆိုပြီးကျင်းတွေပြောကြမဲ့လူတွေကြီးပဲ ရှင်တို့အားလုံးရဲ့အိမ်ကမင်္ဂလာဆောင်ဆိုလို့ရှင်ရောဒီလိုမျိုးလောက်ကြမှာလားပြဿနာကိုအခုလိုမျိုးမီးထွန်းပြီးရှာကြမှာလားအခုမင်္ဂလာဆောင်ကကျမတို့မိသားစုကကျင်းပပေးနေရတဲ့မင်္ဂလာဆောင်ကျမတို့မိသားစုကလွယ်ပြီးဒီဒုက္ခတွေကိုဖယ်သူနားလည်မလဲရှင်တို့ကတော့ကိုချင်းမစားတတ်ကြဘူးတို့သမီးလေးလည်းဝမ်းနေလုံလုံမျက်ရည်တွေကျနေခဲ့ပါရဲ့အပေါ်ရင်လုံးရခဲ့တဲ့ဆွေမျိုးတွေလည်းအခုတော့တော်တော်လေးကိုရှက်သွားကြပြီးခေါင်းငုံနေခဲ့ကြပါရဲ့တို့လောက်ခဲလောက်ရတွေအတွက်အားလုံးကလည်းနောင်ကြရနေခဲ့ကြပါပြီအဲ့ဒီနေ့တို့သားဘကောက်သူတွေခမောက်ရောက်ရှိလာခဲ့တဲ့ခါမှာ ရုရှားနေဘက်ကအမျိုးတွေအားလုံးကအကောင်းမွန်ဆုံးအဲဝတ်ကြေပြွန်စွာနဲ့အဲခံပေးခဲ့ကြပါတယ်ဒါကတော့တကယ်ကိုအမှတ်တရပါပဲက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 ျွန်တော်တို့အဲရယ်တွေကိုလိုက်ပြီးတော့အဲခံမှဖြစ်မယ်ခမင်းတွေကအေးကုန်တာလားချက်ချင်းလဲပေးလိုက်ပါလို့နေရလဲဒီမှာအေးအေးကွက်တွေကိုလည်းတိတ်တိတ်ချာချာချထားအောင်လေဘာမှလည်းစိတ်ပူမနေပါနဲ့ကျွန်တော်အားလုံးလုပ်ထားပေးပြီသားခမင်းတွေကပူပူလေးမန်နေဂျာကိုလည်းပြောထားတယ်အဲရယ်တွေကိုဂယူစားလို့ဒါနဲ့အကိုကျွန်တော်တောင်းပန်ပါရယ်ဗျာကျွန်တော်လိုရာထက်ပို့ပြီးတော့နည်းနည်းလေးမောင်းမှမိသွားတယ်ကျွန်တော်လည်းခမရကိုပြောတာလွန်တာပါပဲဗျာ ကျွန်တော်အနေနဲ့ဒီထက်ပိုပြီးတော့ရရင်ကြည်စီပြောလို့ရရတာနဲ့မှားတော့တယ် sorry ဗျာ sorry sorry ကျွန်တော်လည်းတောင်းမှတင်းနေအကိုရေတောင်းမှနေဗျာကြည့်ပါဦးမိမရဲ့တော်သေးရငါတို့အိမ်ကပထမဦးဆုံးမင်္ဂလာဆောင်ကတော့အဆင်ပြေပြေနဲ့ပြီးသွားတော့မယ်နဲ့တူတယ်နော်ငါတို့ရဲ့ဆွေမျိုးတွေအကုန်လုံးကလည်းအမှန်တော့စိတ်ရင်းကောင်းကြပါရဲ့အခုတော့အားလုံးအတူတူအဲ့တယ်ရီကိုအဲ့ခံနေကြတယ်ကျွန်မလည်းအဲ့ဒါကိုပဲကြည့်နေရအခုနောက်ကဟိုတမန်နှစ်ယောက်ကတော့စကားအချင်းချင်းပြောနေကြတယ်ဆိုတော့တို့ရှံပွဲပြီးသွားပြီနဲ့တူတယ် ကဲကဲကဲသူတို့အခုလိုမျိုးတင်းမြတ်သွားတော့လဲကောင်းတာပေါ့ရှင်တော်သေးရေနော်ကျမတို့တမီးလေးလည်းပျော်ပျော်လေးလက်ထပ်လို့ရပြီအဲ့ဒီအားလုံးကလည်းသူတို့ဘလောက်တောင်မှမာသွားလဲဆိုတာကိုသဘောပေါက်ခဲ့ပါတယ်ရော်ရှင်လေးမင်္ဂလာဆောင်ပြီးစီသွားခဲ့တဲ့အခါမှာဖခင်ဖြစ်သူကလည်းဟိုတယ်မှာပတ်ဆက်ရှင်ဖို့အတွက်ရောက်လာပါတယ်သူအံ့အားသင့်သွားတာတခုကတော့ဟိုတယ်မှာကုန်ကျစရိတ်တွေအကုန်လုံးကိုအဲ့ဒီကရှင်ပေးပြီးသွားပါပြီအဲ့ဒီအားလုံးကသူတို့နေထိုင်စရိတ်တွေအားလုံးကိုကိုယ်တိုင်ပေးသွားကြတယ်ကျွန်တော်လည်းမားပါတယ်ဗျာဘလို့မဆိုရော်ရှင်လေးကကျွန်တော်ရဲ့တူမလေးပဲလေဒီတော့ကျွန်တော်ရဲ့မိသားစုဝင်ပဲပေါ့ အမျိုးရဲမှာပထမဦးဆုံးမင်္ဂလာဆောင်ကိုကျွန်တော်တို့ကနားမလည်ခဲ့ရအခုတော့ကျွန်တော်တို့နားလည်ပြီမိသားစုရဲ့ပထမဦးဆုံးလက်ထပ်ပွဲမှာသင်ငန်းဆောင်ရအများကြီးရသွားကြပါတယ်သူတို့အားလုံးလည်းပျော်ရွှင်စွာနဲ့အင်ကိုပြန်သွားခဲ့ပြီးဒီမင်္ဂလာဆောင်ကအားလုံးကြောတကယ့်ကိုအမှတ်တရဖြစ်သွားပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်